လုံးဝမင်္ဂလာပါလို့ဆိုတော့ပထမကျွန်တော်အားပေးနေရတဲ့ဒါကိုဟောင်းအားပေးနေရတဲ့ကိုမဒုတိယဝချင်အားလုံးကိုဒါကျွန်တော်ရဲ့ဒီဘူလူပိုင်တို့လေးနဲ့အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့မနက်ပြန်လာမယ့်၄ရက်17လ2025အင်္ဂါနေ့နေ့လယ်ပိုင်းအတွက်ကိုတော့ဒီဗီဒီယိုဖိုင်လေးနဲ့ပဲအားလုံးကျွန်တော်ကိုမာရီအားလုံးကိုကျွန်တော်အတီးပေးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့အပေးပြီးစောင့်ရနေတဲ့ကိုမာတိုင်းဒီဗီဒီယိုဖိုင်ဒီမိနစ်အများဆုံးကြာလဲ 5မိနစ်5မိနစ်ပေါ့ဗျာเนาะဒီ5မိနစ်5မိနစ်အတွင်းမှာဒုတိယနဲ့ပတ်သက်တဲ့များကျွန်တော်ဟိုမှာဒီအားလုံးမနက်ပြန်လာမယ်เนาะအကောင်ဆုံးအကောင်ဆုံးကကျွန်တော်တို့၄ရက်နေမှာအစီအပြေရှင်တဲ့ဟိုမှာတွေအတွက်ကျွန်တော်ထိတ်စီအပိုင်နဲ့မေရောမျိုးလေးကိုဒီဗီဒီယိုဖိုင်ထဲမှာကိုကြည့်ပေးသွားမယ်ဒါကြောင့်ကိုကအမြဲတမ်းအားပေးနေမှာပေါ့ခုမှတွေ့တယ်ခုမှမြင်တယ်ဆိုရင်တော့ channel လေးကိုဒါဥစ္စာပထမအရင်ဆုံး subscribe နဲ့ပြီးတော့မှအားပေးပေးပါလမလေးတွေမနေရသေးရတော့ဒူတယောက်ချင်းစီအားလုံးကျွန်တော်ဥမာရေလိုက်လမလေးတွေတယောက်ချင်းနေပြီးတော့မှအားပေးပြီးဖို့ မေတ္တာရခံပါတယ်ဒါတော့ကျွန်တော်ဒီနေ့တင်တာနေမှာတော့အကောင်းဆုံးစူးစမ်းပေးခဲ့ပြီကျွန်တော်တို့ရဲ့အကြိုက်ဆုံးမျိုးနဲ့အစီအမပြေခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပါဒီအားလုံးကလာမယ့်ကျွန်တော်တို့၄ရက်နေ့မှာအထူးသဖြင့်တော့ဒီနေ့ထွက်ထားတဲ့ကနန်းမနက်ဘောညဘောထွက်ထားတဲ့ကနန်းကျွန်တော်တို့ဒါ6ထိပ်စီမနက်6ထိပ်စီညနေ6ထိပ်စီဒီလိုမျိုးထွက်လာပြီဆိုတာနဲ့ကျွန်တော်တို့ပါဒီအားလုံးကဒီနေ့မှာလာပြီဆိုရင်၄ရက်နေ့မှာအတွင်းလေးတစ်ခုတော့ရှိတယ် ဒီတော့လေးတခုရှိတယ်။ဘာလဲဆိုတော့မနက်မြန်6:00တိ6:00တိစလုံးမနက်မနက်ညလုံးဝရိုက်ပြီဆိုတော့နောက်လေးမနက်ဆင်းမဲ့ဆိုရင်6:06ဆိုရဲဂီ3လုံးကို9လုံးနဲ့အပီးရိုက်ရမယ်ခွင်လေးတခွင်လေးရှိပါတယ်။နော်6:06ကို9လုံးနဲ့အပီးဒီခွင်လေးတခွင်ကိုလည်းတည်ထားပါ။ဒါတော့ကျွန်တော်လေးရက်နေ့မနက်ပိုင်းအတွက်ဖြစ်ပါတယ်။6:06ကိုကျွန်တော်ပုံမှန်အားလုံးက9လုံးနဲ့တွဲမဲ့ဆိုရင်ကဏ္ဍလေးကျွန်တော်အများကြီးမရှိဘူး။ကဏ္ဍ3ဘက်ပဲရှိတယ်။ ီကနေ့တုံးလို့ပြောနေလေးကိုမှတတိထားပြီးတော့ထိုးထားဖို့တော့ကြံကြံလေးပေးချင်ပါတယ်ကျွန်တော်ရဲ့အခြေချုံးတွေကတော့မလည်းမြန်မာလုံးမိုက်နေမတ်တလို့ပတ်မယ်ခင်ကျွန်တော်ပတ်တိအကောင်းဆုံးပတ်ချင်တယ်ဒါကိုရွေးချယ်တဲ့လုံးမိုက်မျိုးကိုလည်းထိတ်စည်းပို့ပြီးဦးစားပေးရွေးချယ်တဲ့ကိုမှအတွက်ကျွန်တော်တို့ပတ်တိလုံးမိုက်နဲ့ပတ်သက်ရတော့ကိုတလုံးပိုင်လေတလုံးပိုင်ကိုလုံးပိုင်ပတ်တီးနေနဲ့အားကောင်းဆုံးပတ်တီးရွေးချယ်ပါထိတ်စီးပုံပြီးရွေးလို့ရပါတယ်ကိုတလုံးလေးတလုံးပါပဲကြိုက်ကြလုံးဝပဲမဲ့ကူမတွေအားလုံးကတော့ကိုနဲ့လေးနဲ့ကိုထိတ်စီးပိုင်းမှာအဓိက ဦးစားပေးပြီးဆွဲလို့ရပါတယ်။ဒါမဲ့ဒီကိုနဲ့လေးနဲ့ပတ်သက်ရင်ကိုကဘယ်လိုမျိုး main order တင်ဖို့တင်လဲဆိုရင်တော့ကျွန်တော်တစ်ခါလေးပြောပြပေးပါမယ်။ကိုပိုင်နဲ့ပတ်သက်ရင်တင်ထားမယ့် main order တစ်ခုရှိတယ်။ကိုတက်ရဲ့ကိုသုံးရဲ့ကိုတလုံးပိုင်နဲ့ပတ်သက်ရင်ကိုထိတ်စီ10ပိတ်နဲ့61ကိုထိတ်စီ3ပိတ်နဲ့63ဆိုတဲ့ကဏ္ဍနှစ်ခွက်ကကိုတလုံးဝင်လာရင်ဒီကဏ္ဍနှစ်ခွက်အကောင်ဆုံးပဲဒီနေရာကမှာပို့ပြီး main gate ထိုးတင်တာကကိုတိတ်ခွန်အပိတ်နဲ့60ခွန် ကိုယ်ကဘာကြောင့်69တင်လို့တယ်လဲဆိုတော့ကျွန်တော်တို့ break နဲ့ပတ်သက်တော့မနေ့ကလာပဲ၄ရက်နေ့မှာကျွန်တော်အကြိုက် break ဒီ6 break ကြိုက်6 break ကြိုက်တဲ့အတွက်ကြောင့်မလို့ကိုယ်နဲ့ပတ်သက်ရင်ကျွန်တော်ထုတ်ထားတဲ့ main word တွေပါက6တက်ကို3ရက်69ရက်ရှိတယ်ဒီကနေ့3ပတ်တိုင်းကမှ69ဒီ main တစ်ပတ်ကောင်းဖြစ်ပါတယ်လေးတစ်လုံးပိုင်းနဲ့ပတ်သက်ရင်လည်းအဲ့လိုပဲကျွန်တော်အကောင်းဆုံးထုတ်ထားတယ်၄ထိပ်စီ9ပိတ်နဲ့45လေးထိပ်စီ6နောက်အပိတ်နဲ့46လေးထိပ်စီ2နောက်အပိတ်နဲ့42ဒီ 6ခွေတွေကြိုက်တဲ့အတွက်ကြောင့်မလို့အကြိုက်ဆုံးတော့တင်ခွက်တစ်ခွက်ပေါင်းဖြစ်ပါတယ်အဲဒါမို့ main တို့မဲ့ကိုယ်ခိုင်းအကြောင်းတာ9ပိုင်နဲ့4ပိုင်ကိုဘယ်လိုမျိုးတင်ထိုးအောင်လဲဆိုတော့ကျွန်တော်6ခွေတွေနဲ့ထားပြီးတော့တစ်ခွက်ပေါင်းတင်ထိုးပါလို့အကြံဉာဏ်လေးဒီဗီဒီယိုဖိုင်လေးရနေပြီးတော့အကြံဉာဏ်အားလုံးပေးလိုက်ပါရယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်မဲ့နောက်ပိုင်းနောက်ပိုင်းမှာကြည့်မဲ့ကျွန်တော်ကမာရီအားလုံးကလည်းအပိတဲ့ဆိုရင်လမလေးလိုက်လေးတယောက်ချက်တင်ပြီးတော့ကြည့်ပေးပါရှင်းနိုင်သလောက်လေးဒီလိုက်ဒီဗီဒီယိုဖိုင်လေးကိုမျှဝေလို့ရတဲ့နေရာမှာဝင်ရမျှဝေပြီးတော့မှတယောက်တစ်ချက်ရှင်းမှုရှင်းရလေးနဲ့ကုညီပြီးကြည့်ပေးပါလို့ ားလုံးကိုမြေတရခံပြီးတောင်းဆိုပါရစေ။ဒီညတော့ဒါဗီဒီယိုတိုလေးနဲ့ပဲကျွန်တော်ပုံမှန်ဒီအားလုံးပဲခဏလေးနေယူသွားပါလို့ဒါလေးနဲ့တင်ပေးခြင်းပါတယ်။ဒီနေ့ကျတော့ဒီဗီဒီယိုတိုအားလည်းနောက်ပိုင်းနောက်ပိုင်းကြည့်မယ်ဆိုရင်အားလုံးအစီအမေရပါမယ်။နောက်အဖေမူရိုင်းတို့အားလုံးအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျ။နောက်ပျော်ရွှင်ကြကောင်းတဲ့ဇာတ်လမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးမတတပါဘူး။